ီတစ်ခါတော့ကျမကဘာလေးကိုပြမလဲဆိုရင်ကျမရဲ့ botanical branding ပဝါလေးမနေ့ကလုတ်ထားတယ်လေဘာလေးကကြတော့ကျမစမ်းသပ်ထားတယ်ကိုပိုင် formula လေးပေါ့နော်ကျမရဲ့တန်နန်းသားတွေဆိုရင်တည်ရပေါ့နော်ဘာလေးကိုကျမကဒီကျွံ့ရွက်ကလေးတွေနဲ့ကျမလုတ်လိုက်တာ ဒါကမလေးရအကုန်လုံးပြီးသွားပြီနော်ပြီးသွားတဲ့ခါကျတော့ဒါကဒီမှာအပေါ်ကကျွံ့ရကလေးဒါလည်းကျွံ့ရအတိတ်လေးနဲ့ဒါအယိုးလေးနဲ့ပေါ့နော်အဆင်ပြေသလိုလေးလှုပ်လိုက်တာဆိုမယ်လို့ကျမစိတ်ထဲမှာလက်ပြားလေးတစ်ကောင်ရဲ့ပုံကိုဖော်ကျင်တာမျိုးဖြစ်တဲ့အတွက်ကျမကလက်ပြားလေးလှုပ်လိုက်တာပေါ့နော်နောက်တစ်ခါ ဒီမှာဆိုလို့ရှိရင်တော့ကျမကဒီမှာကျွန်းရွက်အပြင်ပေါ့နော်ဘာလေးတွေလှုပ်ထားသေးလဲဆိုရင်ကျမရှော်ပြီးသားဖြစ်သွားတဲ့အခါကျတော့ကျမမိမိတိုက်ရုပ်စာလေးကအညာဘာချီအဝါလေးပေါ့နော်ဒါလေးကချီလေးကပေါင်ပြီးသားလေးဒီဟာလေးတွေကကျတော့ဒါမာလကာရွက်ကလေးနော်မာလကာဒီညို့ညို့လေးတွေကမာလကာရွက်ကလေးပေါ့နော်အဲ့တော့ကျမက တခါလေးကြက်လို့ရှိရင်ကျမတို့တွေဒီရာဒီဥဒ္ဓဘောမှာလိုက်ပြီးတော့ပေါ့နော်ဒီအဝါကတိရွတ်တေးရဲ့အရာောင်ရဲ့ဆွဲထင်မှုอ่ะလေစကားလေးနည်းနည်းလေးပြောရဲပေါ့နော်ဒီမှာတော့ကျမကကျွံ့ရွက်ကိုကျမကျွံ့ရွက်တုံခဲ့တယ်ဘာလို့ဆိုတော့ကျမကျွံ့ရွက်မခုရဲလို့ဒီဒီဥစ္စာကတော့ကျမဖေဖေတွားပြီးပြုစုရင်းနဲ့နာရေးဖြစ်တဲ့ကျမကျမ ြေရနေပြီးတော့တဲလာတဲ့ကျွန်းရွက်ကလေးဒါလေးတွေကကြတော့ကျမဒါဧကရပင်လေးကျမရဲ့သင်တန်းသူလေးတွေကျမတို့ site ကိုဆိုပြီးတော့ယူလာတဲ့ဧကရပင်လေးကနည်းနည်းပပပေါ့အဲအဲ့ဒါလေးတွေကနည်းနည်းသုံးလို့ရနေတဲ့အနေအထားလေးပေါ့လေအဲ့လိုမျိုးလေးတွေမှုလို့ကျမကဒါအဲ့ဧကရိယခလီပေါ့ဧကရိယခလီရယ်နည်းနည်းလေးသူ့ရဲ့ ဒီအခုကဟိုကျမလည်းတဘာဝအတိုင်းစိုက်ထားတာမဟုတ်ဘူးပေါ့နော်ဒါမျိုးလို့အပြင်မှာတော့နည်းနည်းလေးပို့ချင်ဒီထဲမှာတော့နည်းနည်းလေးဘလို့ခုံးလဲမှာဖြစ်တယ်ပေါ့နည်းနည်းလေးမှိန်နေပေါ့နော်ဘာမှန်းမသိရဘူးဒီမှာတော့ကျမကဒါပကြာကြီးကဒါကြီးကနောက်ထပ်လိပ်ပြာကြီးပေါ့ဒီကောင်ကကြတော့ကျွံ့ရွက်ကတအားကြီးကြီးသွားကျွံ့ရကတအားကြီးကြီးပြီးတော့ပြန့်သွားတယ်အဲ့လိုပုံစံမျိုးဖြစ်သွားပါဘောနော် ကျုံရွက်ကတအားကြီးကြီးပါဒါမလို့ဟိုဗိပ္ပံလိုပဲကျွန်မဆိုင်းတော့ထားတယ်ပေါ့နော်ကိုလုံးနဲ့နဲ့လေးတေးသွားတယ်ပေါ့အဲ့လိုသဘောမျိုးလေးတက်ရောက်သွားတယ်နမဲကိုလုတ်ထားတာကိုသဘောကြရတယ်ဆိုတဲ့အခါကျတော့ကိုလုတ်တယ်ကိုလှတယ်ကိုချစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့ကဲဒါဆိုလို့ရှိရင်ဒါလေးကကျွန်မရဲ့ botanical branding ဗိပ္ပံဗီဒီယိုဖိုင်လေးပါပြီးလို့ရှိရင်ကျွန်မကတပ်ပုံလေးကိုလှလှလေး शायद भी आप ही हुए ना